တော်2008ခုနှစ်ကစပြီးတော့ဒီ Ruby ဆိုတဲ့ဒီ company ကိုကျွန်တော်တည်ထောင်ခဲ့ပါတယ်ခင်ဗျာထုတ်ကုန်အဓိကထုတ်ကုန်အနေနဲ့ရေးနဲ့ပတ်သက်တဲ့ရေးတန်းကြီးအမျိုးမျိုးနဲ့အခါခြားကားပစီးတွေနဲ့တမောဒါ500ပတ်သက်တဲ့ထုတ်ကုန်အမျိုးမျိုးကိုကျွန်တော်ထုတ်လုပ်ခဲ့ပါတယ်ခင်ဗျာ16နှစ်ကျော် session နဲ့ရောက်လာပါပြီ Ruby ရဲ့သမိုင်းမှာတော့ဒါပရမောင်းဆုံးဖြစ်ပါတယ် ခဲ့ကျွန်တော်တော့ကိုစောမဲပါခင်ဗျာ Ruby Fiber ရဲ့ founder ပါအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ရဲ့ Ruby ရဲ့ထုတ်ကုန်နေနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ထုတ်ကုန်ကိုကျွန်တော်တို့လူတွေပိုသိလာအောင်ရဲ့မိတ်ဆက်တဲ့ဘောနဲ့ဒီအခါနေလုပ်ဖြစ်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်2008ခုနှစ်ကစပြီးတော့ဒီ Ruby ဆိုတဲ့ဒီ company ကိုကျွန်တော်တည်ထောင်ခဲ့ပါတယ်ခင်ဗျာထုတ်ကုန်အဓိကထုတ်ကုန်အနေနဲ့ရေနဲ့ပတ်သက်တဲ့ရေတိုင်းကြီးအမျိုးမျိုးနဲ့အခအခြား ကားပစီတွေနဲ့သမောဒါ fiber နဲ့ပတ်သက်တဲ့ထုတ်ကုန်မျိုးမျိုးကိုကျွန်တော်တို့ထုတ်လုပ်ခဲ့ပါတယ်ခင်ဗျာ16နှစ်ကျော် session နဲ့တဲ့ရောက်လာပါပြီ ruby ရဲ့သမိုင်းမှာတော့ဒါပရမောင်းဆုံးဖြစ်ပါတယ်ဒီလိုတက်ကြွပြီးတော့အောင်မြင်တဲ့ဒီညီမလေးညီလေးတွေနဲ့တွဲပြီးတော့ကျွန်တော်တို့ဒီ ruby ဆိုတဲ့ brand တစ်ခုကိုရည်တည်ဝင်ရတဲ့အတွက်လည်းကျွန်တော်လည်းဝမ်းသာပါတယ်လို့ ruby ဒီပြက်ကလေးလေးပေါ့နော်ကျွန်တော်တို့ရိုက်ဖို့ကမ်းလှမ်းလာတယ်အဲ့တော့ကျွန်တော်လာပြီးတော့ရိုက်ဖို့ပြစ်တာပါညီမလေးတက်စုံညီရောပဲ ဆရာဒီစက်ရုံတဲမှာဆိုရင်လည်း product PC အများကြီးနဲ့တကယ်ကိုနှစ်ပေါင်းအများကြီးပေါ့နော်ဆရာရှေ့ဒီတန့်ပြီးတော့ခုလိုမျိုးအောင်မြင်နေရတွေ့ရတော့လည်းတကယ်ဝမ်းသာတယ်ပြီးတော့ဒီသဲဆိုရင်လည်းဒီ Ruby Fiber Class ကအိမ်မှာလည်းသုံးတဲ့တန့်နဲ့တစိုက်တူနေတဲ့အချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်လာပြီးတော့ပြောတဲ့အချိန်မှာတကယ်ခုလိုမျိုးရိုက်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ Ruby brand ကတော့အစရဲ့အနေနဲ့ပဲကြီးပါပဲကျွန်တော်တို့ဒီ အမြင်နဲ့မြင်နေတွေ့နေရတဲ့ brand ပေါ့နော်ဒီလိုမျိုးလာရိုက်ကူးပစ်တဲ့အတွက်လည်းဝမ်းသာပါတယ်ပြီးတော့ဟိုအားလုံးကဝန်ထမ်းတွေအစအကိုရောအဆုံးအားလုံးဒီနေ့ထွတ်ထွေးကြိုဆိုပြီးတော့ဟိုပျော်စရာကောင်းတဲ့ shooting လေးဖြစ်တဲ့အတွက်လည်းရန်ဝမ်းသာပါတယ်အခုလည်းဒီလိုမျိုးဝန်ထမ်းတွေအများကြီးနဲ့စစ်စစ်လုံးလုံးနဲ့ပျော်ပျော်ရွှင်ရွှင်အဲဒီဒီလိုဟိုထိန်းချုပ်ထားနိုင်တာဆိုဟိုတွေ့ရတာရန်အားကြပါတယ်ကျွန်တော်လည်း အခုလိုဇီဝရေးလုပ်ငန်းရှင်တောင်ဖြစ်ချင်ပါကျွန်တော်ကဒီဇီဝရေးစလုပ်တာတော့1990လောက်ကကျွန်တော်စပါတယ်ဟုတ်ကဲ့1990လောက်ကနေစလုပ်ရင်းနဲ့ဒီ2008ခုနှစ်ကြာတဲ့အခါကျတော့ရေနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတခုလုပ်ချင်တယ်ဆိုတော့စိတ်နဲ့စဖြစ်တည်ပြီးတော့ Ruby ဆိုတဲ့ brand တခုနဲ့ရေတိုင်ကြီးလုပ်ငန်းကိုစလုပ်ဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့အဲ့ဒီနေ့မှာဆက်ပြီးတော့ကျွန်တော်တို့ကအဲဒီပတ်နှစ်တွေမှာကျတော့ပို့ပြီးတော့ အရင်နဲ့ပတ်သက်ပို့ပြီးတော့ပို့တန့်ပြီးတော့ပို့လဲအသုံးခံတဲ့အဲစတီတိုင်ကြီးကြတော့ကျွန်တော်ရဲ့သမီးနာမည်ဖြစ်တဲ့2ဆိုတဲ့ brand နဲ့ကျွန်တော်ဆက်ပြီးတော့ကျွန်တော်လုပ်ပြခဲ့ပါတယ်နောက်တစ်ခါကျွန်တော် ruby ဆိုတဲ့ brand နဲ့ပဲကျွန်တော် p plastic တိုင်ကြီးတွေကိုလည်းကျွန်တော်ထုတ်လို့ရေးကိုလှုပ်ဆောင်နေပါတယ်ကျွန်တော်တို့ကဒီဈေးကွက်မှာရှင်မြန်မှုကတော့တခြား brand တွေနဲ့လည်းရှိတဲ့အတွက်အဓိကကျွန်တော် urea ကိုညံကိုအဓိကထားပြီးတော့သုံးပါတယ် fiber ဆိုလဲတော့ fiber ဆို internal region နဲ့လုပ်တဲ့ ဒီ fiber tank တွေကိုကျွန်တော်အဓိကထားသုံးပါတယ်ခင်ဗျအဲ့အတွက်ကျွန်တော် granny နေနဲ့ကျတော့ fiber tank ကြီးမှာ230 granny ပေးပါတယ်ခင်ဗျဒူးဆိုတဲ့ steel tank ကျတော့ကျွန်တော်ကတစ်နှစ် granny နဲ့ကျွန်တော်ရောင်းချပေးပါတယ်ဒါ plastic tank ကြီး PE tank ကျတော့ ruby brand နဲ့ပဲထုတ်ပါတယ်ဆယ်နှစ် granny နဲ့ကျွန်တော်ရောင်းချပေးပါတယ်ခင်ဗျယုံကြည်မှုဆိုတာတော့ customer နဲ့ကျွန်တော်တို့ယာထဲမှာကျတော့ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့အချိန်တစ်ခုပေးခဲ့ရပါတယ်ခင်ဗျအဲ့တော့ you can trust me ဆိုတဲ့အတိုင်းပဲကျွန်တော်ကိုယုံကြည်နိုင်ပါတယ်ဆိုတော့ တခုခေတ်တခုရောက်အောင်ကျွန်တော်အချိန်တခုပေးခဲ့ရပါတယ်ဒီအေတန်ကြီးလောကထဲမှာအမှတ်တရတော့ကတ်ကိုအပိမဲ့ customer တွေရဲ့ယုံကြည်မှုတခုရဖို့တကအခက်အခဲဆုံးပါပဲခင်ဗျခုနသဲစုငင်းတို့ပြောသလိုမျိုးပေါ့ကျွန်မအိမ်မှာလည်းဒါလေးသုံးပါတယ် Ruby brand လေးကကောင်းပါတယ်လို့တခြား customer တော်တော်များများပြောတဲ့အထိကိုကျွန်တော်တို့အများကြီးစူးစမ်းခဲ့ရပါတယ်ဟုတ်ကဲ့လက်ရှိကတော့ကျွန်တော်ကလက်ရှိဒီတောင်တကိုစက်မှုဆောင်မှာ ဇုံတက်မှာကျွန်တော်မိုးကုတ်လမ်းမှာစိုက်ယုံတီးရှိပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီဘက်မှာဝန်ထမ်းရတရားကျော်နဲ့ကျွန်တော်ထုတ်ကုန်၃မျိုးကိုထုတ်လုပ်ပြီးတော့ကျွန်တော်တို့ရောင်းချနေပါတယ်ခင်ဗျအဲကျွန်တော်တို့လက်ရှိကတော့ fiber ကတော့သူ့ရဲ့ fiber တဘောတရားမိုးနဲ့ကျွန်တော်တို့ထပ်သွားပါတယ်မိုးနဲ့ fiber glass ကထုတ်ပြီး FRP protest လို့ခေါ်ပါတယ်ကျွန်တော်တို့ကတော့ရေတိုင်းကြီးမျိုးမျိုးရဲ့ fiber lay speedboat ကျွန်တော်တို့ fiber lay ဆိုလဲကျွန်တော်ပေ70ပြနေပြီးတော့ပေ90ဒီကျွန်တော်တို့ထုတ်ကုန်ထဲမှာထုတ်လုပ်ပါတယ်ခင်ဗျရေတိုင်းကြီးဆိုလဲကလန်း 50ကနေကလန်1000အထိ fiber tanking မှာထုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ steel tanking မှာကြတော့ကျွန်တော်တို့လီတာ50ကနေလီတာ1000အထိကျွန်တော်တို့ထုတ်လုပ်ပါတယ်ခင်ဗျာအကျွန်တော် speed pump မှာတော့ကျွန်တော်တို့ pay အစိတ်25ပဲ32ပဲအထိကျွန်တော်တို့ထုတ်ထုတ်လုပ်ပါတယ်ခင်ဗျာ speed pump မှာတော့ဟုတ်ကဲ့ရိုးရိုးလေတော့ကျွန်တော်တို့ fiber လေမှာကြတော့70ပဲကနေ pay 50အထိကျွန်တော်ထုတ်လုပ်ပါတယ်ခင်ဗျာလက်ရှိကျွန်တော်တို့ဒီ pay 50လေဆိုရင်ကျွန်တော်တို့မှာထုတ်လုပ်တဲ့မှာကျွန်တော်ထုတ်လုပ်တဲ့မှာအကြီးဆုံးဖြစ်ပါတယ်ဆိုင်ကတော့ သူကတော့ဘက်ကတော့9ဘီရှိပြီးတော့အမြင့်က6ဘီခွဲရှိပါတယ်ခင်ဗျအဲကျွန်တော်တို့ရဲ့ page ရတော့ ruby fiber glass ဆိုတဲ့ page တွေကျွန်တော်တို့ရှိပါတယ် two student ဆိုတဲ့ page တွေလည်းကျွန်တော်တို့မှာရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ခုနပြောခဲ့သလိုပါပဲ Ruby brand ကနာမည်ကြီးလဲဖြစ်တယ်ပြီးတော့ဒီကျွန်တော်ဆိုရင်အရင်အရင် အခန်းလေးတစ်ခန်းပြင်တော့မှာဆိုရင်ဒီအာဆော့ဝိုင်းကုန်းတဲမှာတွားကြည့်တဲ့အချိန်မှာ Ruby Brand ကိုတော်တော်များများတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုဒီအခုလို့ကိုယ်တိုင်လာရောက်ပြီးတော့ရိုက်ကူးတဲ့အခါမှာလည်းဘယ်လို quality တွေနဲ့ထုတ်လုပ်ထားလဲဘယ်လိုမျိုး armor ခံချက်တွေပေးထားလဲဆိုတော့ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရတဲ့အခါဖြစ်တဲ့အတွက်အဲ Ruby Brand ကိုလာရောက်အားပေးကြဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ဒါတိတ်ဆိုရင်လည်းဒီ Ruby Brand ပေါ့နော်အရင်ကလေးကလည်းဒါနာမည်တစ်ခုနဲ့ရက်တည်ပြီးတာအဲ့ဒီအနေနဲ့ခုဒီမှာလာပြီးတော့ အကြောညာလိုက်ရတဲ့အချိန်မှာဆိုရင်လည်းအကုန်လုံးဒီ Ruby family တစ်ခုလုံးကလည်းသူတို့ warm welcome တတော်လေးနွေ့နွေ့ထွေးထွေးကြိုဆိုပေးတယ်ပြီးတော့အာဒါဝန်ထမ်းနေဆိုရင်လည်းအရန်နွေထွေးစွာဆက်ဆံပေးရပါတော့ဒီလိုမျိုးလေးနဲ့တွေ့ရတယ်ပြီးတော့ခုနကတွားရိုက်တဲ့အချိန်မှာဆိုတဲ့ product ရဲ့ quality ပေါ့နော်ဒီချာလေးဦးစားပေးထားရတယ်တွေ့ရတဲ့အတွက်ဒီတက်ပို့ပြီးတော့ကောင်းတဲ့ quality တွေကိုပေးမယ်လို့လည်းယုံကြည်ရဖြစ်တဲ့အတွက် Ruby ကိုအာ original solution ဆက်သွယ်ပေးရပါတယ်ကျွန်တော်တို့ Ruby ကနောက်ထပ်ကျွန်တော်တို့ရဲ့လုပ်ငန်းခွဲလေးတစ်ခုဖြစ်တဲ့ n e s p i o n ဆိုပြီးတော့ studio လေးတစ်ခုပါကျွန်တော်ဒီဘောမှာပုံတူရုပ်တူလေးတွေကိုကျွန်တော်တို့ကအဲထုတ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့အဲမတ်သဲစုညင်းကိုကျွန်တော်တို့ ruby အနေနဲ့ n e s p i o n အနေနဲ့ပေါ့လက်ဆောင်လေးတစ်ခုပေးပေးရသေးလို့အာအော်ယုတ်ကဲ့အော်ကျေးဇူးများရှိပါတယ်လို့ပြောပို့လို့ပုံသူရုပ်လေးပေါ့နော်တကယ်ကိုဒီတေးချပြီးတော့တကယ်ဝဲရောပုံစံလေးကိုပုံစံနဲ့နဲ့တူအောင်လုပ်ပေးထားတဲ့စေတနာများရှိတယ် ကျေးဇူးများကြီးတင်ပါရှင်။ဟုတ်ကဲ့ပါ။အိဆာကတော့တောင်တကုတ်စက်မှုဆောင်တစ်မိုးကုတ်လမ်းမကြီးပါပါတယ်။